ုတာကြီးမတရားပန်းစီလေးလက်ခံရပေးပါဦးခင်ဗျာလက်ခုတ်တလေးများပြီးချီးမြှောက်ပြုပေးပါဦးโอเคပါဒီနေ့ပွဲလေးကတော့ MD Skin Care မြန်မာအနေမှာเนาะကိုသားကြီးကို Brand Ambassador ဖြစ်နေဒုတိယနှစ်အတွက်ဒုတိယအကြိမ်ထပ်ပြီးတော့ခန့်အပ်တဲ့ပွဲလေးဖြစ်တယ်ပြီးတော့သူတို့ရဲ့အဲ second year anniversary ပွဲလေးလည်းဖြစ်တယ်ဗောနောပြီးတော့သူတို့မှာရောင်းအကောင်ဆုံးကိုယ်စားလှယ်တွေကိုစုချင်းမြင့်တဲ့ပွဲလေးလည်းဖြစ်ပါတယ်ခင်ဗျာဘလောက်အောင်မြင်လို့ဒါဆို second time ခံအဓိကတော့ဟိုအောင် ကိုသားကြီးအောင်မြင်တယ်မအောင်မြင်ဘူးနဲ့တော့မဆိုင်ဘူးထင်တယ်ပေါ့နော်ဟိုသဘောတရားပထမတစ်နှစ်ကျွန်တော်ကိုဒါဟိုအလုတ်ခိုင်းကြည့်တယ်ပေါ့နော်လုပ်ငန်းရှင်တွေအနေနဲ့အဲ့ပေါ်မှာသူတို့ဂျင်းတ်တယ် certified ဖြစ်တယ်ပေါ့နော်ဟိုစိတ်ချမ်းသာတယ်ကျွန်တော်လုပ်ပေးတဲ့အရာတွေပေါ်မှာသူတို့ဂျင်းတ်တယ်ဖြစ်တဲ့အတွက်ဒါဒုတိယနှစ်အတွက်ထပ်ပြီးတော့ကျွန်တော်ကိုကန့်လန့်တဲ့သဘောပေါ့နော်အဲ့အတွက်လည်းကျွန်တော်အယံဝမ်းသာပါတယ်ဘာလို့လဲဆိုတော့ဟိုကျွန်တော်ကမင်းသားလည်းမဟုတ်ဘူးဆိုတော့လည်းမဟုတ်ဘူးဒါပေမဲ့အဲကျွန်တော်တာမန်မိတ်ကပ်ဆရာတယောက်ပါပဲဒီလိုလူတယောက်က အာ brand တစ်ခုကိုကိုးစားပြုတဲ့ ambassador ဖြစ်ဖို့ဆိုတာအရန်ခဲရင်ပါတယ်ပျော်လင့်ချက်အရန်လဲပါတယ်အဲ့ဒီလဲတဲ့အရာလေးကိုကျွန်တော်လက်ထဲကိုရောက်လာတဲ့အတွက်ကျွန်တော်တမိုးရမ်းထားတယ်တစ်နှစ်ပတ်လုံးနဲ့ကျွန်တော်အကောင်းဆုံး promotion လုပ်ပေးတယ်ပေါ့နော်နောက်ဆုံးဒီ MD brand ကိုကျွန်တော်ရဲ့ချစ်သူလိုမျိုးကျွန်တော်သဘောထားပြီးတော့ကျွန်တော်နားမှာအမြဲထားတယ်ကျွန်တော်သွားလေရပါတယ်သွားလေရမှာကျွန်တော် promotion လုပ်ပေးတယ်ပေါ့เนาะအဲ့အတွက်အဲ့ဒီရဲ့မြေတားစေတနာတွေကရောင်ပြန်ဟတ်တယ်လို့ပဲကျွန်တော်မြင်ပါတယ်ခင်ဗျအဲ့တော့သူ့ရဲ့ကောင်းခြင်းတွေပါတယ် MD Skincare မြန်မာကကဘာကျော် brand တွေနှီးပါးကို quality ကောင်းတယ်ဒါပေမဲ့မြန်မာလူမျိုးတွေသုံးနိုင်တဲ့ဈေးတန်းဖြစ်တဲ့အတွက်ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေကောင်းကောင်းသုံးလို့ရတယ်အဲ့ဒီရဲ့စေတနာလေးကိုလည်းကျွန်တော်မြင်ရတဲ့အတွက်ဒီ brand ကိုလည်းကျွန်တော်ရွေးချယ်ပြတာဖြစ်ပါတယ်ခင်ဗျဒီ brand ကျွန်တော်လာကမ်းလန်းတဲ့အချိန်မှာကျွန်တော် brand သုံးခု မြိုင်လူပေါ့နော်ကန်လန်အဲ့သုံးခုထဲမှာမြန်မာနိုင်ငံမှာနာမည်ကြီးပြီးသား brand တစ်ခုလည်းပါတယ်အဲဒါပေမဲ့ကျွန်တော်ဒီ MDO ပဲကျွန်တော်ကလက်ခံလိုက်မိတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ရဲ့မေတ္တာစေတနာတွေကိုကျွန်တော်မြင်ရတဲ့အခါမှာဒါသုံးဆွဲသူပေါ်မှာထားတဲ့မေတ္တာကိုမြင်ရတဲ့အတွက်ကျွန်တော်ဒီ brand နဲ့ကျွန်တော်လက်တွဲပြီးအလုပ်လုပ်ဖြစ်ခဲ့တာပါခင်ဗျာပြီးတော့ဒီ brand ကယူရီးယားမှာထုတ်တယ်ပြီးတဲ့အခါမှာမြန်မာနိုင်ငံနဲ့လည်းရာသီဥတုလည်းကိုက်ညီတယ်အသားရေအရန်နီးစပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့မြန်မာလူမျိုးတွေအတွက်အရန်ကိုဘယ်လိုပြောမလဲတင့်တော်တဲ့ပစ္စည်းလေးတစ်ခုပါပဲခင်ဗျာ လောက်တာဝန်ကြီးပါတာဝန်ကတော့ကြီးပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီ brand စပြီးမြန်မာနိုင်ငံကိုရောက်ပြီးတော့ကုန်ပစ္စည်းမိတ်ဆက်တဲ့ဝယ်ပြီးပြီးတော့6လလောက်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ brand က ambassador ခံတာပေါ့เนาะအဲ့ခါကျတော့ဒီမြန်မာနိုင်ငံကိုစပြီးခြေချတဲ့ brand တစ်ခုကိုကိုယ်အနေနဲ့ကိုယ့်ရဲ့မျက်နှာကိုယ့်ရဲ့ဒီ image နဲ့ဒါဒီ brand ကို promotion လုပ်ပေးရတဲ့အခါမှာမအောင်မြင်ခဲ့တဲ့သူရှိတော်ဆိုတဲ့အတွေ့အကြုံ အမြဲတမ်းခေါင်းထဲမှာရှိနေတာပေါ့နော်ဒါပေမဲ့ယုံကြည်ပါတယ်တခုကပါလဲဆိုတော့ကိုသားကြီးကအမြဲတမ်းစေတနာထားတဲ့အလုပ်ပေါ်မှာအမြဲတမ်းစူးစမ်းပေးတယ်အဲ့ဒီရဲ့ရလက်တွေအကျိုးကျေးဇူးတွေခံစားရမယ်ဆိုတော့ယုံကြည်ပါတယ်ဒီအတွက်ကြောင့်မလို့လဲဒီ brand ကအခုချိန်မှာဆိုရင်တော်တော်လေးရောင်းကောင်းနေပြီကျွန်တော်တို့စတင်ပြီးလက်တွဲတဲ့အချိန်မှာသူ့မှာ skin care နဲ့ foundation ဆိုပြီးနှစ်မျိုးပဲရှိတယ် အခုဆိုရင်အမျိုးအမည်18မျိုးအထိဒါထုတ်လုပ်နိုင်ပြီပေါ့နော်ပြီးတဲ့အခါမှာဒီ brand ထုတ်ထားတဲ့ makeup foundation ဆိုလို့ရှိရင်ကိုသားကြီး makeup ဆိုပြီးတော့အလွယ်ခေါ်ကြရတယ်ပေါ့နော်တချို့ကျွန်တော်နေတွေပါတွေသွားလို့ရှိရင်ကိုသားကြီး makeup နှစ်ထုတ်လောက်ရောင်းခဲ့ပါလို့အဲ့လိုမျိုးပေါ့နော်ဟိုဝယ်ကြရတယ်ပေါ့ customer တွေကလေအဲ့လောက်ထိဒါဒီ brand လေးကဟိုနေရာတစ်ခုကိုရောက်သွားတဲ့အတွက်လည်းရင်ထဲမှာအရန်ကိုပျော်မိပါတယ်ဝမ်းလန်းဝမ်းသာမိပါတယ်ခင်ဗျာတိုက်ကိုရင်း makeup တူ ်ကျွန်တော်တော့ make up ထုတ်ဖို့အစီအစဉ်မရှိပါဘူးအဲ့ဒါလည်းကျွန်တော်မေးတယ်ပေါ့နော်ပစ္စည်းထုတ်ရအောင်မလားပေါ့နော်အဲအဲ့လိုမျိုးတော့ကျွန်တော်စိတ်ကူးမရှိတော့ပါဘူးခင်ဗျာဘာကြောင့်ဆိုတော့ကိုယ်လည်းအသက်အရွယ်တစ်ခုကိုရောက်နေပြီဒီရဲ့နောက်ပိုင်းအသက်အရွယ်မှာကျွန်တော်ရဲ့ရည်ရွယ်ချက်တရားတော့ကျွန်တော်ချစ်တဲ့သူတွေအတွက်ကျွန်တော်ပရာဟိတရေလုပ်ပေးခြင်းနဲ့ချစ်တဲ့သူတွေကိုပို့ပြီးတော့ဂရုစိုက်ပေးခြင်းနဲ့ပေါ့ချစ်တဲ့သူတွေလို့ပြောတဲ့အခါမှာကျွန်တော်ရဲ့မိဘဆွေမျိုးကျွန်တော်ရဲ့တပည့်တွေအဲ ဆရာသမားတွေအကုန်လုံးပေါ့နော်ဒီလူတွေအတွက်ကိုအချိန်ပို့ပြီးတော့ပေးခြင်းတယ်ဒီအတွက်ကြောင့်မို့လို့ခုနပြောလို့ပစ္စည်းတွေထုတ်ပြီးရောင်းတာမျိုးစီးပွားရေးကိုပေါ့နော်တိုးချဲ့တာမျိုးတွေကျွန်တော်အများကြီးမလုပ်ချင်တော့ပါဘူးခင်ဗျ တခြား brand ဆိုတော့ခတ်မယ်ဆိုလုပ်နိုင်တယ်အာလုပ်နိုင်ပါတယ်ခင်ဗျာတခြားပစ္စည်းတွေလည်းကျွန်တော် brand ambassador ခတ်မယ်ဆိုကျွန်တော်လုပ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ brand ambassador ဖြစ်တာဝန်ယူရတာတာဝန်ကြီးတယ်ဒါပေမဲ့အဲ့ဒီအရာလေးကိုကျွန်တော်သဘောကျတယ်ဘာကြောင့်လို့ဘာကြောင့်သဘောကျတာလဲဆိုတဲ့အခါကျတော့ဒီဘယ်လိုပြောရမလဲခလေးတယောက်ငွေသလိုပဲပေါ့နော်ခလေးတယောက်ငွေလိုက်သလိုပဲအဲ့ဒီခလေးလေးကိုကြီးအသက်ကြီးလာအောင်ပညာရေးတက်လာအောင်အောင်ကျွေးမွေးစောင့်ရှောက်ရသလိုပဲဒီ brand လေးကိုလည်းကျွန်တော်တို့ကရေရှည်တည်တံ့လာအောင်အသက်ကြီးလာအောင် ကျွန်တော်ဆောက်ရှောက်ရတဲ့သဘောပဲအဲ့တကြောင့်မလို့ကျွန်တော်ဒီလုပ်ငန်းလေးကိုကျွန်တော်အရန်သဘောကျပါတယ်ကျွန်တော်လက်ထဲကိုယုံကြည်စွာပေးအပ်မယ်ဆိုရင်အဲ့တောင်ဝန်ကျွန်တော်ကြေအောင်ကျွန်တော်ထမ်းဆောင်ပါမယ်ခင်ဗျအမြဲတမ်းလည်းမေးတယ် MD ကိုယုံသူတို့ယုံရောက်တိုင်းလေရောင်းကောင်းလားရောင်းကောင်းလားကျွန်တော်အမြဲမေးတာပေါ့နော်မေးတဲ့အခါမှာအာသူတို့ဘက်ကပြန်ဖြေတာတခွန်းနဲ့ပါပဲအဲထုတ်လို့တော့မလောက်ဘူးလို့ပြောပါတယ်ခင်ဗျကျေးဇူးပါကျေးဇူးတင်ပါတယ်ဆရာကျေးဇူးပါခင်ဗျဆရာလာပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆရာ